ဟုတ်ကဲ့စားကြပါဦးဗျာဒါကတော့ကျွန်တော်ကိုယ်တိုင်တိတ်ထားတဲ့ငဖဲခြင်းတော့ပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါသောတာဒတ်စကိုဘလောကနေပြီးတော့ပါပြန်လဲကြိုးစားပါရကြခုတခါကျွန်တော်ရိုက်ကုတ်ကျဆယ်နေတဲ့အရာလေးကတော့ကျွန်တော်ကိုယ်တိုင်တိတ်ထားတဲ့ငဖဲခြင်းပေါ့နော်ခိုင်းရနေပြီးတော့မှလာတဲ့ငဖဲထုတ်တွေကိုကျွန်တော်ပြန်ပြီးတော့မှအချင်းလောက်ထားတာပေါ့ငဖဲခြင်းတိတ်ထားတာပေါ့အဲ့ဒါကို ငဖဲချင်းတုံကြီးလေးကိုကျွန်တော်တုတ်ပြပေးပါမှာဖြစ်ပါတယ်။ငဖဲချင်းကိုဘယ်လိုတုံလဲဆိုတာကျွန်တော်လည်းဆက်ကြည့်အောင် Let's go ဟုတ်ပြီဒါခုပြထားတာကတော့ဒါငဖဲချင်းတုတ်ပေါ့နော်ငဖဲချင်းတုတ်တဲ့ဟိုထဲမှာမျိုးစားဖြစ်ပါတယ်။ဒီရုပ်သေးပါတယ်။အဲ့တော့ကျက်တုံကြီးပေါ့နော်ကျက်တုံကြီးလေးကိုကျွန်တော်တို့ပါပါတိထည့်မယ်။ပြီးရင်နည်းနည်းလေးညှက်ထည့်မယ်။ပုံမှန်တော့ပေါ့နော်ငဖဲချင်းတုတ်ထဲမှာကျွန်တော်တို့ဟိုပြင်စိမ်းနဲ့ဆိုရင်ပိုကောင်းတော့ကျွန်တော်တို့ပြင်စိမ်းမရှိတဲ့အတွက်ကျွန်တော်နည်း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 သုံးလိုက်တာပေါ့။

ဲ့လိုမျိုးပြည်သင်းလေးတွေကိုကက်ချီလေးနဲ့ကျွန်တော်တို့ညှက်ထားမိကြ။အဲငွေချင်းလုံးထဲကိုထည့်မယ်မျိုးပြည်သင်းလေးတွေပေါ့နော်။ဒါလေးတွေကိုကျွန်တော်ကက်ချီလေးနဲ့ညှက်ထားလိုက်မယ်။ဟုတ်ကဲ့ဒါတော့ကျက်တော်နီနဲ့ကျက်တော်နီလေးတွေကိုပါပါလှီးထားတယ်။နေပြီးသိင်းလေးတွေကိုကျွန်တော်တို့ညှက်ထားလိုက်ကြ။ဒါငဖဲချင်းတုတ်ထဲကိုထည့်မယ်ရာလေးပေါ့နော်။နံနံမဲကတော့ကျွန်တော်တုတ်ခဏဒီမှာညှက်ထည့်လိုက်ပါမယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒါငဖဲပေါ့နော်။ငဖဲလေးတော့ကျွန်တော်ဓာတ်လေးနဲ့ပြားပြားလေးလှီးထားပြီးတော့မှဒါတက်ချင်းနဲ့ကျွန်တော်လိုချင်တဲ့ပုံစံလေးတွေညှက်ပါမယ်။ဒါတော့ကျွန်တော်ငဖဲချင်းကဒါကိုကိုယ်တိုင်တိတ်ထားပါပေါ့နော်။ ထားနေလာတဲ့ငဖယ်ကျင်တုတ်ငဖယ်တုတ်တွေကိုကျွန်တော်ကငဖယ်အချင်းပြန်ပြီးတော့မှကိုယ့်ဘာသာကိုလှုပ်ရှားထားချက်လှုပ်ရှားဖို့တန်တီးထားတာဖြစ်ပါတယ်ဗျအဲ့ဒါကိုကျွန်တော်ကနေပြီးတော့မှငဖယ်ကျင်တုံနီးကျွန်တော်တို့တုတ်စားတဲ့ငဖယ်ကျင်တုံနီးလေးတွေကိုဒါအများသိအောင်ကျွန်တော် share လင်းလောက်တာပဲဖြစ်ပါတယ်ဗျညနောကျွန်တော်ကချက်တုံနီးပေါ့နော်ချက်တုံနီးပါပါလိထားတယ်ကိုထည့်လိုက်မယ်ချက်တုံနီးထည့်ပြီးရင်ကျွန်တော်တို့မြေဥတီစိန်ထည့်မယ်ဗျမြေဥတီစိန်ထည့်မယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ဘာလဲဆိုရင် နက်နက်ပဲနက်နက်မျိုးညှက်တယ်ပါမယ်တော့ပင်စိမ်းမရှိလို့ပေါ့နော်ကျေတော့ပင်စိမ်းနဲ့ဆိုလို့ရှိရင်တော့ဒီနဖဲချင်းလို့ပစုံချင်းလို့ဆိုတာတော့ပင်စိမ်းနဲ့မှပို့ပြီးတော့နက်ရတာရောပါရောပို့ကောင်းတာပေါ့ကျွန်တော်တို့ကပင်စိမ်းမရှိတဲ့အတွက်ကြောင့်ဟိုကျွန်တော်နက်နက်မျိုးနဲ့ပဲတုတ်လိုက်တာပေါ့ဒါပြင်ကျွန်တော်တို့အသားမုံထည့်မယ်နော်ချုံမုံသုံးကြကျွန်တော်ချုံမုံမစားတာဖြစ်နေတယ်ကျွန်တော်တို့အသားမုံတွေကျွန်တော်တို့သုံးပါမယ်အသားမုံတွေထည့်ပြီးတော့ကျွန်တော်တို့စားပေါ့နော်စားထည့်မယ်စားတော့ကျွန်တော်တို့ကို ဟိုကျွတ်အမြန်စားတယ်ကျွတ်ပေါ်စားတယ်ပေါ့နော်ကိုလက်တာပုံမူတီးပြီးတော့ထည့်လို့ရပါတယ်ပြီရပြင်တော့ကျွန်တော်တို့စီလေးနဲ့ငယ်ထည့်တယ်နော်စီအများကြီးတော့ကျွန်တော်တို့မထည့်ဘူးစီနဲ့ငယ်ထည့်လိုက်မယ်ဟုတ်ကဲ့အဲ့ဒါပြင်တော့ကျွန်တော်တို့ဒါပုံလုံးရုံးနေတော့မှာပေါ့နော်အပေါ်ညွန်နေတယ်နော်တို့ဒီကဖဲခြင်းကပေါ့နော်စင်စိမ်းများများနဲ့စက်ပုံများများနဲ့ပုံတော့အရရှိသေးတယ်ကြာတို့ရကမဟိုနိုင်ငံကမှလည်းဖြစ်တော့ပြင်ရင်းကရှားတော့ဘူးမျိုးပြင်ရင်းကမရှိတဲ့ခါကျတော့နိုင်ငံနေတဲ့ကျွန်တော်တို့ရဲဒီကတုတ်ပြလိုက်တော့ပေါ့ ။အဲအနေနဲ့ဒါတွေဖယ်ထုတ်လို့ကျွန်တော်အရှင်းပြပေးဆောင်ဖြစ်ပါတယ်။ဒုတိယပြီးတော့ဒါကျွန်တော်ရေဖယ်ခြင်းဒုတိယပြီးသွားပြီဖြစ်ပါလေ။ကျွန်တော်တို့မျိုးပဲဒါနဲ့ဖယ်ခြင်းလေးတွေနဖယ်လေးတွေကိုဝယ်ပြီးတော့ကိုယ့်အနာကိုချင်းတည်ထားလို့ရပါတယ်။သုတ်စားတဲ့သူများလည်းပြင်စင်းနဲ့သုတ်စားကြပါကျွန်တော်တို့ပြင်စင်းမရှိတဲ့အတွက်ကြောင့်နာနာမင်းနဲ့လည်းကျွန်တော်တို့သုတ်လိုက်တာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်ကိုယ်တိုင်တိတ်ထားတဲ့နဖယ်ခြင်းလေးခုဆိုရင်သုတ်ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာ။ ဒါကတော့ကျွန်တော်ကတော့ဒီငဖယ်ချင်းကတော့ဘောနော်ကျွန်တော်သုတ်တတ်တဲ့နေနဲ့ကျွန်တော်သုတ်ထားဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ဘာလဲဆိုပင်စိမ့်ပေါ့နော်ပင်စိမ့်နဲ့ဆိုရင်တော့ပို့ပြီးအရသာရှိတာပေါ့အနံ့အရသာပို့ကောင်းတာပေါ့ဒါကကျွန်တော်ပင်စိမ့်မရှိတဲ့ဖြစ်ပင်စိမ့်မရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနာနာမင်းနဲ့သုတ်ထားဖြစ်ပါတယ်ဒါကတော့အရသာတော့ကောင်းတော့ကောင်းတာပေါ့နော်ပင်စိမ့်နဲ့ဆိုရင်တော့ပို့ကောင်းတော့ဟုတ်ကဲ့စားကြပါဦးဗျဒါကတော့ကျွန်တော်ကိုယ်တိုင်သိထားတဲ့ငဖယ်ချင်းသုတ်ပဲဖြစ်ပါတယ်อืมဟုတ်ဟုတ်နောက်တော့ပဲ ကိုယ်နဲ့ဘုံနဲ့ဖက်လေးတွေကိုအချင်းတက်ပြီးတော့မှသူ့လိုမျိုးတုပ်စားနိုင်ပါတယ်တုပ်စားမယ်ဆိုရင်ပင်သိမ်းများများနဲ့တက်တုံမြများများနဲ့တုပ်စားရပါဗျာနောက်လည်းကျွန်တော်တို့ဘုဒ္ဓတရားတွေကိုကျွန်တော်လောက်တတ်တဲ့ຢာတွေကိုရိုက်ကူးတင်ဆက်သွားမှာပေါ့ဆက်လက်ပြီးတော့ကျွန်တော်အားပေးကြပါဦးဗျာအဲ့ဒါဘိုင်ဘိုင်